မင်္ဂလာပါရှင်ဒီနေ့ဒီဇင်ဘာ2ရက်နေ့နေ့လယ်ခင်းတိနောက်ဆုံးရရှိလာတဲ့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါရှင်အရင်ဆုံးအနေနဲ့နိုင်ငံတကာသတင်းတွေကိုနားဆင်ရမှာပါဗင်နီဇွဲလာဆက်လက်တစည်းကိုတိုက်ခိုက်ပြီးအသက်ရှင်နေသူတွေကိုအမေရိကန်ကာကွယ်ရေးဝန်ကြီးကအပြတ်ရှင်းခိုင်းခဲ့ကြောင်းသတင်းတွေကိုအင်ဖြူတော်ကငင်းဆန်ခဲ့ပါတယ်အဲ့ဒီဆဆဲချက်တွေဟာပြီးခဲ့တဲ့သတင်းပတ်ကုန်ကဆက်လို့ဝါရှင်တန်ပို့စ်ရဲ့သတင်းတစ်ခုကိုအကြောင်းပြုပြီးထွက်ပေါ်လာတာပါအမေရိကန်ဟာ မူရင်ပေါင်ခိုလုပ်ငန်းတွေနဲ့ဆက်နွယ်နေတဲ့ဆိုတဲ့ဆွဆွဲချအောက်မှာဗီနီဇွဲလာဆက်လီတွေကိုတိုက်ခိုက်နစ်မြုပ်စေတဲ့ပင်လယ်ပြင်စစ်စင်ကြီးတွေကိုဇက်တိုက်လှုပ်ဆောင်နေခဲ့ပါတယ်။ပြီးခဲ့တဲ့လပိုင်းတွေအတွင်းအဲ့ဒီလိုတိုက်ခိုက်မှုပေါင်း20ကြိမ်ထက်မနည်းရှိခဲ့ပြီးလူပေါင်း80ကျော်သေဆုံးခဲ့ပါတယ်။ Washington Post ရဲ့သတင်းကတော့စက်တင်ဘာ2ရက်နေ့တိုက်ခိုက်မှုတစ်ခုအကြောင်းကိုဖော်ပြထားခဲ့တာပါ။အဲ့ဒီနေ့က American Navy တပ်ဟာ Caribbean ပင်လယ်ပြင်မှာခုံမောင်းနေတဲ့ဗီနီဇွဲလာလှေတစည်းကိုတိုက်ခိုက်ခဲ့ပါတယ်။ နောက်တော့လေပေါ်မှာအသက်ရှင်ကျန်းသူတွေရှိနေသေးတာကိုထောက်လန်းသိရှိကြတဲ့နောက်ကာကွယ်ရေးဝန်ကြီးပိဟတ်ဆက်ရဲ့အမိန့်အရနောက်ထပ်တက်ခတ်မှုတစ်ခုလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ဟတ်ဆက်ကအသက်ရှင်သူတွေချက်မထားဘဲအပြည့်ရှင်းဖို့ကာကွယ်ရေးဝန်ကြီးဌာနဖြစ်တဲ့ပေဒဂိုစစ်ထနာချုပ်ကိုအမိန့်ပေးခဲ့တဲ့အတွက်နောက်ဆက်တွဲတက်ခတ်မှုကိုအကောင့်ထည့်ဖော်ခဲ့တာလို့သတင်းစာက ဆိုထားပါတယ်။ဒီသတင်းဟာ American လွှတ်တော်ထဲမှာလည်းအတော်လေးကြက်ရိုက်ခဲ့ပြီးတကယ်တော့အမှန်ကန်တယ်ဆိုရင် ဆရာဇဝမှုမြောက်တဲ့လောက်ရမျိုးလို့ဝေဖန်မှုတွေထွက်ပေါ်လာပါတယ် Republican နဲ့ Democratic Party နှစ်ရဲ့ဇလုံးကပါဒီဖြစ်စဉ်ကိုတိတိကျကျစုံစမ်းတင်ကြောင်းတောင်းဆိုလာပါတယ်ဒါ့အပြင်အဲ့ဒီနေ့ကအစစ်စင်ရေးအကြောင်းလွှတ်တော်စီတင်ပြထားရမှာနောက်ဆက်တွဲတက်ခတ်မှုတစ်ခုကိုလည်းလှုပ်ဆောင်ခဲ့တယ်ဆိုတဲ့အကြောင်းမပါဝင်ခဲ့ပါဘူး Hassett ကတော့ Washington Post ရဲ့သတင်းကိုညှင်းဆိုခဲ့ပြီးသူ့ကိုနာမည်ဖျက်ပြီးတိုက်ခါချတဲ့အချက်လက်အမှားတွေအခြေမြစ်မရှိတဲ့ဆွဆွဲချက်တွေလို့ လူမှုကွန်ရက်မှာတုတ်ပြန်ရေးသားထားခဲ့ပါတယ်။ Trump ကလည်းသူဟာကာကွယ်ရေးဝန်ကြီးအပေါ်အပြစ်အဝအယုံကြည်တယ်လို့ပြောကြားခဲ့ပါတယ်။ဒီဇင်ဘာ၁ရက်နေ့မှာတော့ Imperial ပြည်ဆိုရင်ရအမျိုးသမီး Caroline Leah Vip က September 2ရက်နေ့ကဖြစ်စဉ်မှာ American ရေတပ်ဟာပြစ်မှတ်ကိုဒုတိယအကြိမ်တိုက်ခိုက်ခဲ့ကြောင်းအတည်ပြုဝန်ခံခဲ့ပါတယ်။အဲ့ဒီဒေသမှာ American ရဲ့အစစ်စင်ရေးလှုပ်ရှားမှုတွေကိုကုတ်ကဲနေတဲ့တင်နာပတိ Frank Bradley ဟာသူရဲ့လုံပိုင်ခွေအာနာအတိုင်းဥပဒေတွေနဲ့အညီ နောက်ထပ်တိုက်ခိုက်မှုတစ်ခုလုံဆောင်ဖို့အမိန့်ပေးခဲ့ခြင်းသာဖြစ်တယ်လို့လီယာဗစ်ကဆိုပါတယ်။နောက်ဆက်တွဲတိုက်ခိုက်မှုထပ်လုပ်ဖို့ဟက်ဆက်က ခွင့်ပြုပေးခဲ့တာမှန်ကန်ပေမဲ့အားလုံးကိုအပြည့်ရှင်းဖို့တော့အမိန့်မပေးခဲ့ပါဘူးလို့လီယာဗစ်ကဆိုပါတယ်။ Washington Post ရဲ့သတင်းမှာတော့ပထမအကြိမ်တိုက်ခိုက်မှုအပြီးမှာမီးလောင်နေတဲ့လှေပေါ်မှာအသက်ရှင်ကျန်ရဲသူ၂ယောက်ဖတ်တွယ်နေတာကိုသိရှိလို့ American ရေတပ်ကဒုတိယအကြိမ်တိုက်ခိုက်ခဲ့တာလို့ဖော်ပြထားပါတယ်။ American ရဲ့အလွှတ်တော်အမတ်တွေကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ကျင့်ဝတ်ပိုင်းအရာအစိုးရစီအရာတွေရှိနေတယ်လို့ပြောကြခဲ့ပြီးအတိတ်တက်ခတ်မှုတွေကိုပြန်လည်ဆန်းစစ်သွားမယ်လို့ပြောပါတယ်။ဗီနီဆွဲလာလေတွေကိုအမေရိကန်ကအစီအရေးအရာပြစ်မှတ်ထားတိုက်ခိုက်နေတာဟာဥပဒေစည်းမျဉ်းတွေနဲ့ညီညွတ်ရဲ့လားဆိုတာအရင်ကတည်းကအငင်းခုံတွေရှိနေချိန်မှာပဲလေတစည်းပေါ်အသက်ရှင်ကျန်းသူတွေကိုအပြတ်ရှင်းဖို့ကာကွယ်ရေးဝန်ကြီးကအမိတ်ပေးခဲ့ကြောင်းသတင်းတွေထွက်ပေါ်လာတာဖြစ်ပါရှင်။ရုရှားရေနံတင်သင်းမော့ကိုယူကရိန်းက drone နဲ့တိုက်ခိုက်ခဲ့တဲ့ကိစ္စကို တူရကီအစိုးရကအပြင်းထန်ကန့်ကွက်ကြောင်းပြောကြားခဲ့ပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကွန်ကတူရကီကမ်းလွန်ရေးပြင်မှာရုရှားရဲ့ရေနံသင်သင်္ဘောတစ်စီးကိုယူကရိန်းရဲ့ရေပေါ်အသွားဖောက်ခွဲရေး drone တစ်စီးကဝင်တိုက်ခဲ့လို့ပေါက်ကွဲမှုဖြစ်ပြီးမီးလောင်ကျွမ်းခဲ့ပါတယ်။တူရကီဟာအဲ့ဒီသင်္ဘောပေါ်ကမီးကိုထိန်းချုပ်နှိမ့်တက်နိုင်အောင်ကူညီပေးခဲ့ပါတယ်။ဒီဇင်ဘာ၁ရက်နေ့မှာတော့တူရကီသမ္မတရာဂျစ်တာရစ်အာဒိုဝမ်ကပင်လယ်နက်ထဲမှာအရက်ဘတ်ရေရင်တွေကိုပိတ်မှတ်ထားတိုက်ခိုက်တဲ့လုပ်ရမျိုးကိုဘလို့အကြောင်းပြချက်နဲ့မှမလုပ်ချဖို့ ရုရှားရောယူကရိန်းကိုပါရည်ရွယ်ပြီးတရိပ်ပေးလိုက်ပါတယ်။ရုရှားနဲ့ယူကရိန်းကြားကစစ်ပွဲဟာပင်လယ်နက်ရေလန်းကြောင်းရဲ့လွတ်လပ်စွာခုံပေါင်းတွာလာခွင့်ကိုပါချိန်ချောက်လာပြီးဖြစ်ကြောင်းနိုဝင်ဘာလ28ရက်နေ့ကတူရကီကမ်းလွန်အထူးစီးပွားရေးဆောင်သတ်မှတ်ရေးပြမှာရေနံတင်တင်ပေါ်တက်ခိုက်ခံရမှုဟာစိုးရိမ်စရာကိစ္စတစ်ခုဖြစ်ကြောင်းအာဒိုဝမ်ကပြောပါတယ်။သူကအရက်ဘက်ရေရင်တွေကိုတက်ခိုက်တဲ့လုပ်ရအပေါ်ဘလို့စင်းချင်းမျိုးနဲ့မှကာကွယ်လို့မရနိုင်ကြောင်းလဲဆိုပါတယ်။ ါမျိုးထမဖြစ်အောင်တက်ဆိုင်ရာအစုဖွဲ့အားလုံးစီတတိပေးဖို့လိုတယ်လို့လည်းအော်တိုဝမ်ကအမှတ်ချက်ပေးသွားခဲ့ပါတယ်။အနောက်နိုင်ငံတွေကအရေးယူပိတ်ဆို့ထားမှုတွေကိုရှောင်ကွင်းပြီးရုရှားရင်းနှီးတွေကိုတည်ယူပို့ဆောင်ပေးနေတဲ့ရေရင်အစုဖွဲ့တွေမှပေါ်ဝင်တယ်ဆိုတော့ Virab ရင်းနှီးတင်တင်းမော့ကိုတရကီရဲ့ပင်လယ်နဲ့ကန်ယူတဲ့အလွန်35မိုင်လောက်အကွာမှာယူကရိန်းဒရုန်းတစ်စီးကဝင်ရောက်တိုက်ခိုက်ဖောက်ခွဲခဲ့တာလို့တရကီကထုတ်ပြန်ထားပါတယ်။ယူကရိန်းစစ်ထောက်လိုင်းရဲ့အရာရှိတွေကတော့ အဲ့ဒီမေရှင်မှာရုရှားရဲ့ရင်းနှံသင်သင်္ဘောနှစ်စီးကိုဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ပြောပါတယ်။ရုရှားနိုင်ငံသားရဲ့ဝန်ကြီးဌာနကတော့ယူကရိန်း drone တွေဟာသင်္ဘောနှစ်စီးကိုတာမကပဲရင်းနှံသင်ဖို့တဲ့ပင်လယ်နက်စစ်ကမ်းတစ်ခုကိုလည်းပိတ်မှတ်ထားခဲ့ကြောင်းအဲ့ဒီလိုအရက်ဘတ်ပိတ်မှတ်တွေကိုတိုက်ခိုက်တဲ့ယူကရိန်းရဲ့လုပ်ရက်ကိုရှုတ်ချကြောင်းကြေညာခဲ့ပါတယ်။ဒါ့အပြင်ပင်လယ်နက်ရေလမ်းကြောင်းမှာအရက်ဘတ်ရေရင်တွေတိုက်ခိုက်ခံရပြီးလုံခြုံမှုကင်းမဲ့လာမယ်ဆိုရင်ကမ္ဘာဈေးကွက်တစ်ခုလုံးကိုပါစိုးကျရိုက်ခတ်မှုတွေရှိလာနိုင်ကြောင်း ရုရှားကအသတိပေးသွားပါရှင်။အခုဆက်လက်ပြီးတော့ပြည်တွင်းသတင်းတွေကို နားဆင်ပေးကြပါအောင်ရှင်။စကိုင်းတိုင်းဝက်လက်မြို့နယ်အရှိချမ်းကအနတ်မော်ဦးကြီးရွာကိုစစ်တပ်ကဒီနေ့မနက်အစောပိုင်းမှာဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အသက်နှစ်နှစ်အရွယ်ကလေးငယ်တယောက်အပေါင်းဝင်း၅ယောက်သေဆုံးပြီးအများအပြားဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ဒီဇင်ဘာ၁ရက်ညတကောင်ကျော်မှာစစ်ကောင်စီတပ်ကအနတ်မော်ဦးရွာလေးကိုလေယာဉ်နဲ့ဘုံကျဲခဲ့တာလို့သိရပါတယ်။ပြည်သူတွေအိမ်မောအကျနေချင်းဘုံကျဲတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး နေအိမ်၃လုံးပေါ်ဘုံကျပြီးမိလောင်မှုဖြစ်ပွားခဲ့တယ်လို့ဒေသခံတူကပြောပါတယ်။အဲ့ဒီလေကြောင်းတက်ခတ်မှုကြောင့်အသက်၂နှစ်အရွယ်ကလေးငယ်ရွှေပုံစံအသက်၂၂နှစ်မမဝင်းအသက်၂၅နှစ်ကိုရှိုင်းကိုနဲ့ဇနီးဖြစ်သူအသက်၂၄နှစ်မတ်စုမြတ်လင်းအသက်၄၀အရွယ်ကိုရန်နိုင်ဝင်းတို့တိတ်ဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ဒေသခံတူကတော့လက်ရှိမှာဒေသခံတွေဟာအေးအေးတန်ခံစားနေကြရပြီးစစ်ကောင်စီတပ်ဘုံလာကျဲချိန်မှာ ဘဲမှထမပြေးနိုင်ကြဘဲအသေးခံယုံပဲရှိတယ်လို့ပြောပါတယ်စစ်တပ်လေကြောင်းတက်ခိုက်သွားတဲ့နတ်မဦးကြီးရွာအနီးမှာတိုက်ပွဲဖြစ်ပွားတာမရှိသလိုပြည်သူ့ကာကွယ်တပ်ဖွဲ့ PDF တွေစုဖွဲ့နေတာမျိုးလည်းမရှိဘူးလို့ဒေသခံတွေကဆိုပါတယ်စစ်တပ်ကအဲ့ဒီဒေသကို၃ချိန်တိုင်းလေကြောင်းတက်ခိုက်သွားခဲ့တာလို့လည်းသိရတာပါစစ်ကောင်စီတပ်ဟာပြည်သူတွေကိုပြစ်မှတ်ထားတဲ့လေကြောင်းတက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်နေပြီးနိုဝင်ဘာ30ရက်ကမန္တလေးတိုင်းတက်ကတကောင်းမြို့ကိုလည်းလေကြောင်းတက်ခိုက်ခဲ့ပါတယ်အဲ့ဒီလေကြောင်းတက်ခိုက်မှုကြောင့် လက်ဖက်ရည်ဆိုင်ထားနေတဲ့ဒေသခံပြည်သူ၃ယောက်သေဆုံးခဲ့ပါတယ်ရှင်။စကိုင်းတိုင်းမင်းကြီးမြို့နယ်ပေါအော့ဖတောင်ဝန်ကန်ဟောင်း CDN စင်းရုံအုပ်ကြီးဒေါက်တာခင်တူတူလင်ကိုလုပ်ငန်းဆိုင်ရာစင်းစရာတွေနဲ့အခွန်ငွေကျပ်သိန်းပေါင်း၃000ကျော်ပြန်အပ်နိုင်ရဲ့အတွက်အကြိမ်ကြိမ်ညှိနှိုင်းခဲ့ပေမဲ့မရတာကြောင့်ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးဌာနကဒီဇင်ဘာတရက်နေ့မနေ့ကရှင်းလင်းထုတ်ပြန်ပါတယ်ဒေါက်တာခင်တူတူလင်ကိုမင်းကြီးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့က တင်တော်ကြည်ရွာကသူ့ဈေးခန်းမှာနိုဝင်ဘာလ30ရက်ကဖမ်းဆီးခဲ့ရပါအဲ့ဒီဖမ်းဆီးမှုမှာ CDN ဆရာဝန်ကြီးတူကိုပါလဖအဖွဲ့ဝင်တွေကရုံးရင်းစံကဖြစ်အောင်ပြုလုပ်ခဲ့တယ်ဆိုပြီးဝေဖန်မှုတွေမြင့်တက်ခဲ့ပါတယ်ဒေါက်တာခင်တူလင်ဟာ2021ဧပြီ17ရက်ကနေ2024စက်တင်ဘာ18ရက်အထိမင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံအဖြစ်တာဝန်ထမ်းဆောင်ခဲ့တယ်လို့ NUG ပြည်ထရေးကထုတ်ပြန်ပါတယ်သူကတာဝန်ကနေရန်နာပြီးချိန်မှာလုပ်ငန်းဆိုင်ရာစင်းစရာတွေ ရုံးလုပ်ငန်းသုံးပစ္စည်းတွေနဲ့ငွေကြေးဆိုင်ရာကိစ္စတွေကိုမင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့လက်ရှိတာဝန်ခံစီလွှဲပြောင်းပေးဖို့တရားဝင်အချင်းချင်းတောင်းဆိုခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့ဒေါက်တာခင်းတလူလင်ဟောင်းမင်းကြီးမြို့နယ်ပောက်အဖတာဝန်ခံဖြစ်တာဝန်ထမ်းဆောင်ခဲ့စဉ်ကမင်းကြီးမြို့နယ်ပောက်ကပောက်ကနေငှားရမ်းပေးထားတဲ့ AK47 တနက်တလက်ကိုပြန်လည်အနှံ့ချင်းမရှိဘူးလို့ NUG ပြည်ထရေးကဖော်ပြပါတယ်။ ဒါ့အပြင်2024ဇန်နဝါရီကနေဩဂတ်အထိပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့အခွန်ငွေ30ရာခိုင်နှုန်းဖြစ်တဲ့ကျပ်သိန်း3000ကျော်ကိုပြန်လည်ပေးအပ်ခြင်းမရှိဘူးလို့လည်းဆိုပါတယ်။ဒါကြောင့်ဒေါက်တာခင်တူလင်ကိုရာသတ္တကြီးပုံမှ406 409ကိုနဲ့အမှုဖွင့်ထားခဲ့တယ်လို့ NUG ပြည်ထရေးကဖော်ပြပါဗါတယ်။အဲ့ဒီကိစ္စတွေဖြေရှင်းဖို့နှစ်နဲ့ချီပြီးညှိနှိုင်းဆောင်ဆိုင်ခဲ့ပေမဲ့လာရောက်ညှိနှိုင်းဖြေရှင်းခြင်းမရှိခဲ့ဘူးလို့ NUG ပြည်ထရေးကထုတ်ပြန်ထားတာပါ။ဒေါက်တာခင်တူလင်ကိုဖမ်းဆီးစင်မှာ အမျိုးသမီးရဲမေမထည့်ပေးနိုင်ခဲ့ခြင်းနဲ့ရုံရင်ဆန်ကဖြစ်ပွားခြင်းပေါ်ပြည်သူလူထုကိုစိတ်မချမ်းမြေစရာဖြစ်စေတဲ့အတွက်အนูအညွတ်တောင်းပန်ကြောင်းနဲ့အမှုနဲ့ပတ်သက်ပြီးဥပဒေနဲ့အညီဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းဆက်လက်အတည်ပြုထားပါတယ်။မနေ့ကညနေပိုင်းမှာတော့အန်ယူဂျီကျန်းမာရေးဝန်ကြီးဒေါက်တာဇော်ဝေဆိုးကဒေါက်တာခင်တူလင်ကိုအွန်လိုင်းကတဆင့်ဗီဒီယိုနဲ့ဆက်သွယ်ပြီးနှစ်သိမ့်စကားပြောဆိုခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်အန်ယူဂျီစကိုင်းတိုင်းကျန်းမာရေးတာဝန်ခံကလည်း ဒေါက်တာခင်တူတူလင်ကိုမနေ့ကပဲလူကိုယ်တိုင်သွားရောက်တွေ့ဆုံခဲ့တယ်လို့ဆိုထားပါတယ်ရှင် People's Bank ကတင်ဆက်ပေးနေတဲ့သတင်းတွေကိုကြည့်ရှုတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ရှင်